ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။တင်းဆိုင်မြေမှာတရားထိုင်ခဲ့တဲ့ EC ကွေမင်္ဂလာပါပရိသတ်ကြီး။တရားဆောင် EC ကွေကတော့အသက်ရှိတဲ့ခုနှစ်သားသမီးကိုအစားအစာတွေလူပေးသလိုဘဝတစ်ပါးကိုကူးမပြောင်းသေးတဲ့သူတွေအတွက်လည်းကုသိုလ်ကောင်းမှုတွေကိုအမြောက်ပေးဝင်ခြင်းလို့တင်းဆိုင်မှာတရားသွားထိုင်ခဲ့တာပါဖြစ်တယ်လို့သူကဆိုလာခဲ့တာပဲဖြစ်ပါတယ်။သူကတော့ရေဝေးတုတ်တဲ့အထက်မှာရှိတဲ့တင်းဆိုင်တစ်ခုမှပဲတရားထိုင်ခဲ့တာဖြစ်တယ်လို့ဆိုခဲ့ပြီးတော့ ညနေအချိန်ကြီးမှာလောက်တာမဟုတ်ပါဘူးလို့လည်းပြောခဲ့ပါတယ်ရှင်။ညနေ6နာရီလောက်မှာတင်းချိုင်းမြေပေါ်မှာတရားထိုင်ဗတိစိတ်ခဲ့ပြီးတော့ဖျားကုံတော်ပွားခဲ့ကတက်ရှိတွေရောဘဝတပားကိုမကူပြောင်းနိုင်သေးတဲ့သူတွေအတွက်အထူးကလှုပ်ဖြစ်တာလို့သူရဲ့ယူရဲချက်ကိုပြောဆိုလာခဲ့တာပဲဖြစ်ပါတယ်။အခုလိုဖြစ်သွားတာကတော့အလူတန်တွေလှုပ်တဲ့အခါအလူလှုပ်တဲ့နေရာမှာပဲအမြတ်အတန်ပေးဝေးလိုက်တာကသူတို့တွေရမရမသိဘူးလို့ဆိုခဲ့ပြီးတချို့တွေကြအချိန်ခါမတင်သေးလို့မရတာတွေလည်းရှိတယ်လို့ပြောပြခဲ့ပါတယ်။ အဲအားကြောင့်လည်းဒီလိုနေရာမျိုးမှာအမြတ်အတန်ပြေးဝေးတာကထိရောက်မှာဖြစ်တယ်လို့ယုံကြည်ကြောင်းကိုပြောဆိုလာခဲ့တာပဲဖြစ်ပါရဲ့ရှင်။ငငယ်တို့ကတော့တင်ကျိုင်းတွေဆိုရင်ကြောက်ခဲ့ပါတယ်လို့ပြောဆိုခဲ့ပြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကော်ပီဆက်ကားနဲ့တောင်မှ အကယ်ဒမီရမှုရဲဆိုပြီးတော့ပရိသတ်တွေကို ပြောလာတဲ့အနေတူမင်္ဂလာပါပရိသတ်ကြီး။ကျောဆောင်မင်းသားနေတူကတော့ရုပ်ရှင်ဗီဒီယိုလောကမှာကလေးကစကားပေါင်းမြောက်များစွာကိုရိုက်ကူးပြီးတော့ပြည်သက်တည်းရဲ့အပင်မှုကိုအခိုင်အမာရရှိထားသူပဲဖြစ်ပါတယ်။ အနုပညာလောကတွေကိုဝင်ရောက်လာတာနေ့20ကျော်ရှိနေပြီဖြစ်ပြီးတော့ရုပ်ရှင်စကားကြီးတရုံမြများမှာလည်းပါဝင်ပြုတ်ဆောင်ခဲ့ပါတယ်ရှင်။စကားကာရီတာတွေဆိုလည်းတမျိုးနဲ့တမျိုးထပ်မတော်အောင်ရိုက်ကူးနိုင်ခဲ့တယ်လို့သူ့ရဲ့ပြပလှတဲ့အင်တင်တွေကြောင့်မြန်မာနိုင်ငံရဲ့ထိတ်တဲမင်းသားစီမှနံပါတ်1နေရာကနေရရှိခဲ့တာပဲဖြစ်ပါတယ်။ပြုတ်ဆောင်နေမဟုတ်ပဲနေတူကအစိုးပိုင်းမှာရောအတန်ရုပ်ပိုင်းမှာပါကျွမ်းကျင်တဲ့သူတူပဲဖြစ်ပါတယ်။ ဆွေစုံရမင်းသားကြီးတွေထဲကတယောက်ဖြစ်တဲ့အပြင်ရယူဖို့အလွန်ခက်ခဲတဲ့မြမအကယ်ဒမီထူးချွန်စုကြည်ကိုလည်း၃ချိန်တိုင်တိုင်းရရှိထားတာပဲဖြစ်ပါရဲ့ရှင်။အမှုပညာလောကထဲမှာလည်းနမည်ပြတာမရှိဘူးတာကြောင့်ပြည်သက်တွေကလည်းနေတူကိုအတော်လေးကိုချစ်ခဲ့ကြတာပါ။လူချစ်လူခင် ပေါ်များနေတဲ့အချိန်မှာကိုဗစ်ကာလနဲ့တခြားသော မတည်ငြိမ်မှုတွေရှိလာတဲ့အချိန်မှာတော့နေတူရဲ့အမှုပညာလှူရှားမှုတွေကခိတက္ကနရနာသွားခဲ့ရတာပဲဖြစ်ပါရဲ့ရှင်။ အဲ့ဒီအချိန်မှာတော့တရုတ်ဆောင်နေတုကအိမ်တော်ပြုတ်လိုက်တာဖြစ်ပြီးတော့တာဦးလေးလည်းရရှိပန်းဆိုင်ထားပါတယ်။တာယာအင်ဂျင်နဲ့ဘဝကိုရရှိပန်းဆိုင်ထားပြီးအရာအလုံးအခြေတကျဖြစ်နေတဲ့အချိန်မှာတော့နေတုကသူ့ရဲ့အမှုပညာလှူရှာမှုတွေကို ပြန်လည်စတင်နေပြီဖြစ်ပါတယ်။နေတုလာကိုစောင့်မျှော်နေကြတဲ့ပြည်သက်တွေကလည်းခမျက်များဖြစ်တာကြောင့်ဗန်စက်ကနေပဲပြန်ပြီးပြန်မဲ့မလဲဆိုတာကိုတော့သိချင်နေကြတာပဲဖြစ်ပါတယ်ရှင်။နေတုပထမဆုံးပြန်လည်ရိုက်ကူးထားတဲ့စကားကတော့ လာခေါ်သူဆိုတဲ့ရုပ်ရှင်စကားဖြစ်ပြီးတော့အဆိုပါစကားမှာတော့ရင်းရင်းအောင်တန်တာမိုးတိတ်လို့နဲ့အတူပါဝင်တည်ဆောင်သွားမှာပဲဖြစ်ပါရဲ့ရှင်။နေတူကအဆိုပါစကားမှာတော့ရာဇနီဆိုတဲ့ဇက်ကောင်နေရာကိုတည်ဆောင်ထားတာဖြစ်ပြီးပရိသတ်အများစုကလည်းဇက်ကောင်လိမ့်မယ်လို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့လည်းနေတူရဲ့ဇက်ကောင်မှာဝိစင်ထားတဲ့ဝိယုံလာကမြမပြမဘသူမှဝိလိဝိထမရှိတာကြောင့်တဘာဝလူနေတဲ့ဆိုပြီးတော့တချို့ကထောက်ပြခဲ့ကြပါရဲ့ရှင်။ စကားကလည်းစံတယ်လို့ပွဲဥရက်ပိုစတာမှာရင်လာခေါ်သူဆိုပြီးတော့ပရိသတ်တွေရဲ့အာယုံဆိုင်မှုကိုလည်းရရှိခဲ့ပါရဲ့ရှင်ပရိသတ်တွေရဲ့အာယုံကိုများစွာရရှိခဲ့ပေမဲ့လည်းစကားထွေလာတင်လိုက်တဲ့အချိန်မှာတော့စကားက copy ဆိုပြီးတော့လူအများရဲ့ဝေဖန်ခြင်းကိုခံနေရပါတယ်မြင့်မြတ်ကြီးစိုးနေတဲ့ခကြီးမှာတော့တစ်ချိန်ကနံပါတ်1ဖြစ်ခဲ့တဲ့အနေတူကိုပရိသတ်တွေကမျှော်လင့်ထားကြပေမဲ့ထင်ထားသလိုဖြစ်မလာခဲ့ပါဘူးကံမဲ့ခါမဲ့ရုပ်ရှင်စကားတကားက ကော်ပီယူထားတဲ့ကားကြီးဖြစ်နေတဲ့အတွက်ပြည်သက်တွေကစိတ်ပြက်နေကြကြပါတယ်။ဝေဖန်တန်တွေကလည်းအလူအိမ်လိုပဲဝဲဝဲကွဲဖြစ်နေပြီးတော့အခြေအနေတွေကပိုဆိုးနေကြပါတယ်ရှင်။ဒါကြောင့်ပဲဒီစကားထဲမှာတော့ပဝင်ရိုက်ကူထားတဲ့နေတူကအဆိုပါစကားကကော်ပီမဟုတ်ကြောင်းကိုအခုလိုပဲဖြေရှင်းခဲ့ပါတယ်ရှင်။ရာစနေစက်ကောင်ကဝိညာဉ်တွေကိုနေနေနိုင်တဲ့စက်ကောင်တစ်ခုဖြစ်ပြီးဝိယုံကိုလည်းဒီဇိုင်နာတွေစီမံအပ်ပြီးတော့တည်တဲ့ချုပ်ခဲ့တာပါ။ ကျက်သွင်းနေအောင်ဝီယုံကိုဝစ်ဆင်ရမယ်လို့ဝိထုထဲမှာပါရှိနေခဲ့တာကြောင့်ကရိုက်တာပြပင်းအောင် ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့နေတုကစကားအတွက်စပင်ပုံစံကအရှိထားကဝိယုံအရှင်နဲ့လိုက်ဖက်အောင်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ဒါအပြင်နေတုကသူ့အနေနဲ့ဘဲစကားမစို့အာယုံဆက်လက်ရှိသူဖြစ်ပြီးတော့ကော်ပီစကားတကားဖြစ်တဲ့တာတေကြီးဆိုတဲ့စကားထဲမှာပါအကယ်ဒမီရရှိခဲ့သူပါ။တာတေကြီးလို့ခေါ်တဲ့ တရရုပ်ရှင်စကားကြီးမှာလည်းနေတူကသူ့ရဲ့အမှုပညာအရေးသွေးကိုပြသခဲ့ပြီးတော့ကော်ပီစကားတကားကိုအစားကနေအစုံစက်ကိုတည်သွားခဲ့တာပါ ရုပ်ရှင်ရိုက်ပြီးဆိုရင်လည်းနေတူကပြပြရောရိုက်တတ်သူမဟုတ်တာကြောင့်တောင်မွေးဆိုလည်းအသေးချပင်စင်ပြီးမှရိုက်ခဲ့တာပါ စက်ကားရိုက်ကူဖို့လာရောက်ကန်လန်းတဲ့အချိန်မှာစပင်းအရှင်နဲ့ပုဂ္ဂိုလ်တူဦးနဲ့တူနေတာကြောင့်ဇက်ကောင်နဲ့လိုက်ဖက်မဲ့ထင်ပြီးတော့နေတူကလက်ခံရိုက်ကူးခဲ့တာဖြစ်ပါတယ်။လာခေါ်သူရုပ်ရှင်ဇက်ကားက ပရလောက၆ချားချရာတွေနဲ့ဝိညာဉ်လောကကဖြစ်ရမယ်များကိုရိုက်ကူးပြတ်သားမှဖြစ်တာကြောင့်နေတုကသူ့ဘဝရဲ့ဇင်ခမှုအတိတ်တစ်ခုပါဆိုပြီးတော့ပြောပြသွားခဲ့တာပဲဖြစ်ပါတယ်ရှင်။နေတုကတော့လက်ရှိအချိန်မှာကြောညာတွေအပြင်တခြားသောအမှုပညာလှူရှားမှုတွေပါဆွန်းဆန်းတမန်ကြိုးစားနေခဲ့တာလည်းဖြစ်ပါတယ်။စကားအစ်စ်များလည်းလက်ခံရိုက်ကူးနေသလိုသူ့ဘဝရဲ့၄ချိန်မြောက်အကယ်ဒမီစူးကြီးကိုလည်းရယူချင်နေတာကြောင့် အခုလိုအမှုပညာလောကတွေကိုတကြပြန်ပြန်လည်ဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။မင်းသားနေတူရဲ့တကြပြန်ခီးကဘလောက်ထိတောက်ပနိုင်မလဲဆိုတာကတော့ဆက်လက်ပြီးတော့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်ရှင်။